ာဝယ်စည်းတစ်နှစ်လောက်တစ်နှစ်လောက်အလိုပြတ်သွားတယ်ပေါ့နော်ဒါပေမဲ့ဟိုဆုံးသွားပြီးခဲ့တဲ့တစ်လပဲအလိုဟိုတကောင်ပေါ့နော်အဲ့လိုမျိုးဆုံးသွားတယ်ပဲကာဝယ်စည်းတစ်နှစ်ပြတ်သွားတယ်ဆိုတာသိလိုက်တယ်ဒါပေမဲ့အဆုံးဆုံးအထိလုံးဝအချိန်လုံးစိတ်ယုံစိတ်ကနေသွားပြီးတော့ကုနေပါရန်နဲ့နောက်ဆုံးချိန်ဒီဘာယောဂမန်ဆိုတော့မသိလိုက်ဘူးအဲ့လိုမျိုးဖြစ်တာ တော်လေးတော့စိတ်မကောင်းဖြစ်တာပေါ့ပြီးတော့အရင်ပြီးတော့သူတို့တွေအယံသနာမကောင်းတာဗာလဲဆိုတော့သူမပြောပြတတ်ဘူးလေဘာဖြစ်လဲလုံးဝဘလို့လို့ပြောပြတတ်မှာလဲเนาะပုံမှန် check up လုပ်တာ ပြီးရခါမှာအဲ့ဆေးဝါးတွေကိုလည်းစိတ်ချရတဲ့ဆေးဝါးတွေအသုံးပြုမှုဟာတွေအဲ့ဒါတွေကတော့အရင်အရေးကြီးပါတယ်တိချစ်သူကြီးတွေမှာမှာစုမောတော်တော်လေးဟိုအေးအေးဆေးဆေးနေရတဲ့မှာပါတချို့ဆိုအရင်လို serious ဖြစ်ပြီးတော့ကိုယ့်ထက်အစာပေါင်းများစွာခရီးဆိုင်တဲ့သူတွေအများကြီးရှိရပေါ့เนาะဆိုတော့ဟိုသူတို့ဆိုတော့ပို့ပြီးတော့တည်မှာပါ အဲဆူမွာတိချစ်သူပေါ့နော်တိချစ်သူဆိုတော့အိမ်မှာလည်းအဲ့လိုမျိုးခွေးလေးမွေးထားတယ်တစ်ကောင်ကနှစ်ကောင်နှစ်ကောင်နဲ့သုံးကောင်သုံးကောင်နဲ့လေးကောင်အဲ့လိုမျိုးပေါ့နော်အဲ့လိုဆိုရခါကြတော့ဒီမှာကဆူမွာတို့ဒီ Hyperdock 7နဲ့ပတ်သက်ပြီးတော့ဆူမွာအဲ့ Photoshop လေးလည်းလုပ်ပေးဖြစ်တာဆိုတော့အိမ်ကခွေးလေးနဲ့ Photoshop လေးလုပ်ပေးတဲ့ခါကြတော့ပြီးတော့အဲ့မှာစပြီးတော့ဆက်ဆက်ရသွားပြီးတော့အခုဒီနေ့ပွဲမှာဆိုလို့ရှိရင်လည်း Hyperdock 7နဲ့ပြီးတော့အဲနောက်တစ်ခုက Vibeck ကကြောင်လေးတွေ့ပေါ့နော်ဒီကာကွယ်ဆေးတွေနဲ့ပတ်သက်ပြီးတော့ဒီနေ့မိတ်ဆက်ပွဲတွေပြီးတော့နိုင်ငံခြားလာ ာတဲ့ဆရာကြီးတွေရဲ့ဒီဟောပြောဆွေးနွေးမှုတွေပေါ့เนาะတီလေးတွေကိုဒီလိုမျိုးဆေးဝါးအတုံးပြုပုံတွေတခြားတခြားတကယ်ဘ ഹു တုတရဆရာတွေအများကြီးကိုဆွေးနွေးပေးသားမဲ့ဒီပွဲမှာစုမွန်ကတော့ထုံးစံအတိုင်း MC နေနဲ့ပါဝင်ပေးသားမှာဖြစ်ပါတယ်ရန်ကုန်ခြေရည်စစ်ဆေးပေါင်းတဲ့အဝိဒိဆန်လေးရဲ့ကျမကြီးလေးပြီးတော့ကာကွယ်ဆေးချုပ်တဲ့မှုတွေနဲ့ကာကွယ်ဆေးတွေဒီပြည်နယ်ဆိုင်ရာကြောက်ရတဲ့အတွက်ညောင်းဝင်ပြောပြချင်ပါတယ်။ကာကွယ်ဆေးတစ်နှစ်လောက် တစ်နှစ်လောက်အလိုပြတ်သွားတယ်ပေါ့နော်ဒါပေမဲ့ဟိုဆုံးသွားပြီးခဲ့တဲ့တစ်လပဲအလိုဟိုတကောင်ပေါ့နော်အဲ့လိုမျိုးဆုံးသွားတယ်ပဲကာကွယ်ဆေးတစ်နှစ်ပြတ်သွားတယ်ဆိုတာသိလိုက်တယ်ဒါပေမဲ့အဆုံးဆုံးအထိလုံးဝအချိန်လုံးစိတ်ယုံစိတ်ကနေသွားပြီးတော့ကုနေပါရန်နဲ့နောက်ဆုံးချိန်ဒီဘာယောဂမန်းဆိုတော့မသိလိုက်ဘူးအဲ့လိုမျိုးဖြစ်တာတော်တော်လေးတော့စိတ်မကောင်းဖြစ်တာပေါ့ပြီးတော့အရင်ပြီးတော့သူတို့တွေယန္တနာမကောင်းတာဗာလဲဆိုတော့ သူမပြောပြတတ်ဘူးလေ။ဘာဖြစ်လဲလုံးဝဘလို့လို့ပြောပြတတ်မှာလဲเนาะ။အဲ့လိုမျိုးဆိုရခါကြတော့ဟိုအဲ့လိုဆုံးမနီးမှန်းလည်းမသိပဲနဲ့ကိုရီးယားဘာလဲဆိုတော့ဟာဒီဟာသူအစားတော့တနေ့ကိုဘယ်လောက်လောက်စားရမလဲဒါမှစေးတံကိုခံနိုင်မှာဆိုလို့ရှိရင်အဲ့လိုစံပြုတ်တွေကိုမရမကပါဇက်သေးကိုထည့်ပြီးကျွေးတယ်။တချို့ကကြတော့မကျွေးပါနဲ့သူတို့တွေကဒါအချိန်တန်လို့လို့ပြောပေမဲ့ဘလို့မှလက်မခံနိုင်ကြဘူး။ကိုရီးလည်းလက်မခံနိုင်မယ်နဲ့ပါဇက်ကြီးကိုဟာဟာပြီးတော့ကိုရီးယားစားရတနေ့သုံးခါသူတို့ပြင်မအောင်လုံးမိသလားလို့တော့ထင်မိရပါတော့။အဲ့လိုမျိုးတွေကြုံရဆိုတော့လေအ ပုံမှန် check up လုပ်တာ ပြီးရခါမှာအဲ့ဆေးဝါးတွေကိုလည်းစိတ်ချရတဲ့ဆေးဝါးတွေအသုံးပြုမှုဟာတွေအဲ့ဒါတွေကတော့အရင်အရေးကြီးပါတယ်တိချစ်သူကြီးတွေမှာမှဆုမောတော်တော်လေးဟိုအေးအေးဆေးဆေးနေရတဲ့မှာပါတချို့ဆိုအရင်လို serious ဖြစ်ပြီးတော့ကိုယ်ထက်အစာပေါင်းများစွာခရီးဆိုင်တဲ့သူတွေအများကြီးရှိရပေါ့နော်ဆိုတော့ဟို သူတွေဆိုရင်တော့ပို့ပြီးတော့တည်မှာပါအရင်တော့ကလည်းစုံမဖေးဖေးရှိတော့ကလည်းဟိုအစာတွေအများကြီးကြိုပြီးတော့တားဖားနှောက်ပုံကြီးနဲ့ဆွဲခါကြမမေတို့တူလေးတွေပါတယ်သွားသွားပြီးတော့ကျွေးဖြစ်တယ်ဆိုတော့အခုနောက်ပဲဖေးဖေးမရှိတော့အဲ့ပုံနေဆွဲပြီးတော့သွားကျွေးတဲ့ဟာမလုပ်ဖြစ်တော့ဘူးဆိုတော့အဲ့လိုဂေဟာဘက်ကိုတော့အဲ့လိုသွားပြီးတော့တော့လှူဖို့တော့စဉ်းစားထားပါတယ်စိတ်မကောင်းဖြစ်တာပေါ့စုံမပြောပြမယ်တခြားနိုင်ငံတွေမှာဆိုရင် trade dog လေးတွေအတွက်လေအဲသူတို့မိသားစုရှာဖွေပေးတဲ့ organization တွေရှိတယ်အဲ့တော့ဆင်းရဲတဲ့အိမ်မဲဖြစ်ဖြစ်ချမ်းသာတဲ့အိမ်မဲဖြစ်ဖြစ်သူတို့တွေကတာဝန် ယူပြီးစောင့်ရှောက်ပေးတယ်ခေါ်ပြီးပြီဆိုတော့ရလောက်ရမဲ့ဆေးစစ်တာတွေပါကာကွယ်ဆေးထိုးတာတွေအကုန်လုပ်ပေးပြီးတော့မှတခါတည်းအိမ်မှာခုံမွေးလိုက်တာမြန်မာနိုင်ငံမှာကျတော့အဲ့လိုမွေးလို့မနိုင်လောက်အောင်လို့လို့တော်တော်များอ่ะဗောနော်ဘယ်နေရာကြီးကြီးကိုတွေ့နေရတာပဲဆိုတော့အဲ့အတွက်ဟိုစန်တလေးတစ်ခုတေချာလေးရှိရမယ်ဆိုတော့ပိုကောင်းတာဗောဟိုအရေးဘွားမှာအရေးကြီးဆုံးအဲ့ဒါအရေးကြီးခွင့်ကြပြောနေရတော့မဟုတ်ပါဘူးဒီအကြောင်းပြောရနေလေအဲ့လိုတွေးမိွားလို့အရင်တော့ကလည်းအဲ့ဒါတွေးမိတာရှိလို့ ဟုတ်စမှာကြတော့ဟို presenter လုပ်နေတော့အဲ့လိုပြောပြောရမယ်ဆိုလူတွေအားလုံးနဲ့ communicate လုပ်ရတဲ့လူမျိုးဖြစ်တဲ့အတွက်နားလဲတယ်သူတို့ကိုလည်းကိုလည်းမကြောက်ဘူးလားဆိုတော့ကြောက်တယ်ဒါပေမဲ့တစ်ဖက်ကလည်းကိုရီးယားချစ်တဲ့စီအော်သူတို့စာနာတဲ့စိတ်တနာတဲ့စိတ်သူတို့လည်းတက်ရှိတတဝါပဲပေါ့နော်အဲသူတို့မှလည်းဒီလိုနေချင်တယ်စားနေရမယ်စားရမယ်ကျန်းမာရမယ်အဲအဲ့လိုမျိုးလေးတွေပေါ့အဲ့လိုမျိုးလေးရှိရမှာပေါ့ဆိုရဲစိတ်ကိုကွက်တွေးပြီးကွက်တနာတာဒါပေမဲ့သူတို့တစ်ဖက်ကကြည့်တော့လည်းအဲ့လိုမျိုးဟိုဖြစ်တာကြီးတော့ရှိတာပေါ့နော်ဒါပေမဲ့ဘသူဘသူမှတော့မှားတယ်လို့တော့မပြောချင်ပါဘူးချစ်တဲ့သူတွေကထပ်ပြီးတော့စောင့်ရှောက်ပြီးတော့ အမုံနေသူတွေတကယ်တော့ပြောမယ်ဆိုရာခိုင်နှုန်းအဖြစ်တော်တော်နင်းမှာပါတခါတလေမှသာဟိုပါပြောပါဆို